1929ခုနှစ်နိုဝင်ဘာလ29ရက်ယနေ့လိုနေမျိုးတွင် American Susan Sharpe သူ Richard E. Barthi တမိုင်းတွင်ပထမဆုံးအကြိမ်ဖြစ်မိသည့်နေရာကို လေရင်ဖြင့်အောင်မြင်စွာပြန်တန်းနိုင်ခဲ့သည်အေတောင်ဝင်းယိုဇွန် South Pole B Everest Dow Mount Everest C မြောက်ဝင်းယိုဇွန် North Pole D. Atlanta Tamudia, Atlantic Ocean. အဖြစ်မှတ်မှာ A တောင်ဝင်ရိုးစွန်းဖြစ်သည်1929ခုနှစ်နိုဝင်ဘာလ29ရက်နေ့တွင် Richard E. Birdy လိမ်ဘူ Bird Ball Channel ဒူဒီကွာ တောင်ဝင်ရိုးစွန်း South Bowl ကိုလေယာဉ်မြင့်အောင်မြင်စွာပြန်ထမ်းနိုင်ခဲ့သောသမိုင်းဝင်ပထမဆုံးလူဖြစ်လာခဲ့သည် ၎င်းတို့သည်အနာတိကတိုက်ပေါ်ရှိ အခြေစခန်းမှပြန်တန်းခဲ့ခြင်းဖြစ်ပြီးလူသားတို့၏စူသန်းရှာဖွေမှုတမိုင်းတွင်အဓိကအောင်မြင်မှုမှတ်တမ်းတစ်ခုချစ်ခဲ့သည်